အမေရိကန်နိုင်ငံတဝန်နေရာပေါင်း1200လောက်မှာပြည်သူတောင်းနဲ့ချီတမန်ထရန့်ကိုစန့်ကျင်ဆန္ဒပြနေပါတယ်။ကမ္ဘာနိုင်ငံမျိုးကြီးတွေလည်းပါဝင်ပါတယ်။အမေရိကန်ပြည်တော်စုတဝန် AB လောက်ငရဲနေကပြည်နယ်90ကမျိုးကြီးတွေပါဝင်နေရာ1200မှာလူတွေစုယုံပြီးတမန်ထရန့်ရဲ့ဆိုရောက်ဖွဲ့ကိုကောက်ကွက်ရှုတ်ချကြပါတယ်။ဒါဟာဇန်နဝါရီလကဒေါ်နယ်ထရန့်တမန်စတင်တာဝန်ယူပြီးနောက်ပိုင်း ိုင်ငံတော်အကြီးမားဆုံးဆန္ဒပြမှုဖြစ်ပါတယ်နိုင်ငံတကာမျိုးကြီးတွေမှလည်း transcendental ရေးတပြိုင်တည်းလှုပ်လာတာဖြစ်ပါတယ်ဆန္ဒပြသူတွေက train ရဲ့လူမှုရေးဆိုင်ရာမှသည်စီးပွားရေးကိစ္စအထိသူ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးမကျင်းတဲ့ချက်တွေထုတ်ဖော်ပြောပါတယ် American မြန်မာကလန်နယ်ပယ်ရစ်ဘာလင်ကမ္ဘာမြို့ကြီးတွေပါဝင်ကမ္ဘာနေရာအနှံ့ပြားမှာလဲစူဝေးဆန္ဒပြနေကြတာဖြစ်ပါတယ် hand of flow နာမည်ပေးထားတဲ့ဒီဆန္ဒပြပွဲမှာရပ်ဘတ်အခွင့်အရေးအဖွဲ့အစည်းတွေအလို့သမားတမကတွေဒါအပြင် LGBTQ+ ထောက်ခံသူတွေစစ်မှုတမ်းဟောင်းတွေပညာရေးအတွက်တောင်းဆိုသူတွေနဲ့ရွေးကောက်ပွဲတက်ကြွလှုပ်ရှားသူတွေပါဝင်ဖွဲ့ဝင်ပေါင်း150ကျော်ကပြည်내90လုံးရဲ့နေရာ1200ကျော်မှာတပြိုင်တည်းဆန္ဒပြတာလို့သတင်းတွေကဖော်ပြပါတယ်ဆန္ဒပြသူတွေဟာ Elon Musk နဲ့ DOGE ကိုလည်းဆန္ဒပြကြပါတယ် trans ဆိုရတဲ့တော့ကြီးမားတဲ့အကျယ်တဲကိုပဲစိုက်တာဖြစ်ပါတယ်အစိုးရဝန်ထမ်းတွေကို short ချောင်းမှုကုံသွဲခွန်တိုးမြှင့်မှုနဲ့လူမှုလူလောက်ခွင့်ကို ရောပါစေမှုပါဝင် republican သမ္မတရဲ့တိုက်ခန့်တွေဟာ washington new york houston florida colorado လောက် jealous ပါဝင်ချောင်းမြို့ကြီးတွေလက်မှတ်ပေါ်မှာခြေတက်ဆန္ဒပြပါတယ်လူတွေဟာအချိန်တိုင်းပူလောင်နေရတယ်အခွင့်ထူးခန့်လူဒန်းစားတွေကနိုင်ငံကိုထိန်းချုပ်နေတယ်တောင်းလုံးဝလက်မခံဘူးလို့ new york မြို့မှာစစ်တပ်သမားတို့ကလည်းပြောပါတယ် ။ဝါရှင်တန်မှာထောင်ချီတဲ့ဆန္ဒပြသူတွေချီတက်ဆန္ဒပြပြီးဆန္ဒပြသူများပြဟာတခြားပြည်နယ်များမှာဝါရှင်တန်ကိုရောက်လာပါတယ်။ထရန့်ကိုစန့်ကျင်တဲ့ဆန္ဒပြသူတွေစုယုံပြီး National Mall ပန်းချက်မှာစုယုံကြပါတယ်။ကော်လိုရိုဘီနဲ့ဒမ်မာမှာလုပ်တဲ့ဆန္ဒပြပွဲမှာလည်းဆန္ဒပြသူတို့ကအမေရိကန်အတွက်ဘရင်ကိုလိုမရှိဘူးလို့ရေးထားပါတယ်ဆန္ဒပြမှုတွေဟာတော်တော်လေးကိုနေရာအနှံ့မှာဖြစ်နေတာပါ အမေရိကန်မှာဖြစ်ပျက်နေတာအားလုံးဟာကမ္ဘာ့ရဲ့ပြဿနာဖြစ်တယ်လို့အမေရိကန်ဗြိတိန်နှစ်နိုင်ငံသားခံယူထားသူတွေကလည်းလန်ဒန်မှာပြုလုပ်တဲ့ဆန္ဒပြပွဲတွေမှာပြောပါတယ်။ဒါဟာစီးပွားရေးရအသိဉာဏ်ကင်းမဲ့တာပါ။ခန့်ဟာကျွန်တော်တို့ကမ္ဘာလုံးဆိုင်ရာစီးပွားပြက်ကထဲတွန်းချဖို့လုပ်နေတာလို့ဆိုပါတယ်။ထာဟာဆိုရဝန်နဲ့ရွတ်ရှော့ချခြင်းခွန်စာဘေးတစ်စန်တန်ဘိုးတွေကိုတစ်ဖက်သက်ကျင်သုံးခြင်းမဟာမိတ်တွေပေါ် နေဆက်ရာနဲ့ကုန်သွယ်ရေးဖိအားတိုးမြင့်ခြင်းကြောင့် stock share ဈေးကွက်တွေကမောက်ကမဖြစ်စေခဲ့တဲ့ပြင် American ပြည်သူများစုဒေါသထွက်ခဲ့ပါတယ်။ခံလို့ဆောင်မှုကိုတားဆီးနိုင်စွမ်းမှုမရှိတဲ့ဒီမိုကရက်တွေကတော့လွှတ်တော်နှစ်ရလုံးမှာလူငယ်စုနေရာရထားတဲ့သူတို့ပါတီပေါ်မှာဒေါသထွက်နေပါတယ်။လက်ရှိချိန်မှာတော့ဒီမိုကရက်တွေကခံကိုပြင်းထန်ဝေဖန်နေကြတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ဥရောပနဲ့ယူကရိန်းရေရှည်လုံခြုံရေးအတွက်ဗြိတိန်နဲ့ပြင်သစ်တို့အရှိန်မြှင့်ပူးပေါင်းပြီးတော့ဥဆောင်သွားမယ်ဆိုပါတယ်။ဘရကန်ရဲ့ကဏ္ဍကိုတော့ထည့်သွင်းပြောဆိုခြင်းမရှိတော့ပါဘူး။ဥရောပတိုက်လုံခြုံရေးနဲ့ယူကရိန်းအတွက်ရေရှည်အာမခံချက်ရရှိဖို့ဗြိတိန်ပြင်သစ်အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်နေတယ်လို့ဗြိတိန်စီးပွားရေးချုပ်ဗိုလ်ချုပ်ကြီးစာတိုနီရာရာကင်ကပြောပါတယ်။ယူကရိန်းခီးစဉ်ကိုပြင်သစ်စီးပွားရေးချုပ်နဲ့တူတွားရောက်ခဲ့ပြီးတမလဆီလန်စကီပါဝင် ယူကရိန်းကာကွယ်ဝင်ကြီးရူစတန်အူမာရောစီဥစည်းချုပ်ဘိုဂျိုဂျီစီယာစကီတို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အပြစ်ခတ်ရစဲရေးကိုပူတင်ကစန့်ကျင်အချိန်ဆွဲနေချိန်မှာယူကရိန်းထာဝရငင်းကြင်ကိုပံ့ပိုးပေးနိုင်မဲ့လေကြောင်းရေကြောင်းနဲ့မြေပြင်တပ်ဖွဲ့အနေထားကိုစူးစမ်းလေ့လာခဲ့ဖြစ်ပြီးစစ်ရေးစီမံနေဆက်လက်မြင့်တင်သွားမယ်လို့ဗြိတိန်စီဥစည်းချုပ်ကပြောပါတယ်။ယူကရိန်းရဲ့ရှေ့လုံခြုံရေးအာမခံချက်အတွက်နိုင်ငံပေါင်း30ကတာဝန်ရှိသူတွေနဲ့အရှိန်မြှင့်လှုပ်ဆောင်သလို ပြတိန်ပြင်သစ်ဥဆောင်မဲ့ညွန်ပေါင်းဖွဲ့ဟာမြောက်ကိုရီးယားကိုမိတ်ဆွေလုံးယက်တည်နေရတဲ့ရုရှားကိုစန့်ကျင်တယ်လို့ပြောပါတယ်ပြတိန်ရဲ့ပြင်သစ်စေဝစီချုပ်တို့ဟာယူကရိန်းခီးစင်မတိုင်ခင်မလ24ရက်နေ့မှာပြတိန်ချားစ်ပင်ကိုတွားရောက်တွေ့ဆုံပြီးယူကရိန်းငြိမ်းချမ်းရေးစီစဉ်တဲ့ကိုဆွေးနွေးတင်ပြခဲ့တယ်လို့လည်းသိရပါတယ်ဒလန်စကီနဲ့တွေ့ဆုံဆွေးနွေးရမှာအနာဂတ်ဥရောပငြိမ်းချမ်းရေးတည်ဆောက်ရေးပုံစံဆွေးနွေးခဲ့တယ်လို့ယူကရိန်းနိုင်ငံထဲမှာပြည့်ခတ်ရဲ့ဆေးရေးသဘောတူညီချက်ရယူပြီးချိန်မှာ ယူကရိန်းလုံခြုံရေးအာမခံချက်အတွက်မဟာမိတ်နိုင်ငံတွေရဲ့ပတ်ဝန်းပတ်သက်မှုနဲ့လည်းတိကထားဆွေးနွေးတယ်ဆိုပါတယ်အခက်ခဲဆုံးကာလတစ်ခုမှာတသမတ်ထဲထောက်ခံအားပေးခဲ့တဲ့မဟာမိတ်အားလုံးကိုကျေးဇူးတင်သလိုယူကရိန်းငြိမ်းချမ်းရေးလုံခြုံရေးအတွက်ပြင်သစ်ပြည်တွင်တို့ရဲ့ဥဆောင်မှုကိုအထူးကျေးဇူးတင်ကြောင်းသမ္မတဇီလန်စကီကပြောဆိုခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းပေါက်ပြောချင်ပါတယ် ်မရိုင်ကန်သမ္မတထရန့်ရဲ့ငြိမ်းချမ်းရေးစပြုမှုကိုယူကရိန်းကနေစဉ်ချိုးဖောက်နေတာလို့ရုရှားကပြောပါတယ်ဆိုရင်အခြေခံစောင့်တွေကိုမတိုက်ခိုက်ဖို့တမလထရန်ရဲ့ငြိမ်းချမ်းရေးအစပြုမှုကိုယူကရိန်းဆိုရကလုံးဝမလိုက်နိုင်ဘူးလို့ရုရှားကာကွယ်ဝင်ကြီးဌာနက AP6 ရက်နေ့မှာသတင်းထုတ်ပြန်ပါလိမ့်တမလထရန်အစိုးပြုချက်လိုက်နာနေတယ်လို့ယူကရိန်းတမလဇီလန်စကီကမလ18ရက်နေ့ကပြောဆိုထားပေမဲ့ဆိုရင်အခြေခံစောင့်တွေကိုနေ့စဉ်တိုက်ခိုက်နေတယ်ဆိုပါလိမ့် AP6 မနက်ပိုင်းမှာလည်း Crimea Brian's Rostock Voronezh ဒေသကစွန့်အခြေခံအဆောက်အုံတွေခုနှစ်ကြိမ်နဲ့နဲ့ drone နဲ့တိုက်ခိုက်ခဲ့တယ်လို့ရုရှားကာကွယ်ဝန်ကြီးဌာနကပြောပါတယ်။သမ္မတ Trump အဆိုပြုချက်ကိုရုရှားဘက်ကတီးကြလိုက်နိုင်ခဲ့ပေမယ့် Ukraine ဘက်ကတော့နေစဉ်တိုက်ခိုက်နေတယ်ဆိုပါတယ်။ Ukraine ဆိုရအနေနဲ့သမ္မတ Trump ရဲ့ငင်းကြိမ်းအဆိုပြုချက်ပေါ်လေးနက်ထားလိုက်နာဆောင်ရွက်ခြင်းမရှိဘူးလို့ရုရှားကာကွယ်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ယူကရိန်းနိုင်ငံခါကီနဲ့ဆူမီဒေသတွေကိုနေစဉ်လေကြောင်းတိုက်ခိုက်နေတာကိုတော့ ရုရှားကာကွယ်ဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်မှာဖော်ပြထားခြင်းမရှိပါဘူး။ဝါရှင်တန်မှာသမ္မတထရန့်ရဲ့အထူးကိုယ်စားလှယ်ဖွင့်တဲ့တွေ့ဆုံဆွေးနွေးကြရမှာယုံကြည်မှုပြန်လည်တည်ဆောက်ဖို့ပထမဆုံးအဆင့်အနေနဲ့ American နဲ့ Russia ကြားတိုက်ရိုက်လေကြောင်းလိုင်းတွေပြန်လည်စတင်ဖို့လဲဆွေးနွေးခဲ့ပါတယ်။ American ကိုယ်စားလှယ်တွေနဲ့အရင်တွေ့ဆုံခဲ့တဲ့တုန်းကလည်းနှစ်နိုင်ငံကြားတိုက်ရိုက်လေကြောင်းလိုင်းခီးစဉ်တွေပြန်စတင်ဖို့ Russia ဘက်ကအဆိုပြုထားတာရှိတယ်လို့ပူတင်ရဲ့အထူးကိုယ်စားလှယ် Kerry Dimitri က သမနာထရန်ရဲ့အထူးကိုယ်စားလှယ်တွေ့ဆုံချင်မှာပြောပါနိုင်ရုရှားနဲ့အမေရိကန်ကြားတိုက်ရိုက်လေကြောင်းပြန်တမ်းမှုတွေကြောင်းကျွန်တော်ဘာမှမကြားမိပါဘူးရုရှားလူတွေကိုတန်ခတ်ပိတ်ဆို့ထားပြီလို့ဘယ်လေရင်တွေကိုဘသူတွေကအသုံးပြုပြီးလာမယ်ဆိုတာလည်းကျွန်တော်မသိပါဘူးရုရှားဘက်ကအဲ့ဒီလိုမျိုးကန့်လန့်နေဆိုတာလုံးဝမဟုတ်ပါဘူးကျွန်တော်မကြားပါဘူးဆိုပြီးတော့ American ရဲ့နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကတော့ဒီကိစ္စကိုအတိအလင်းညင်းသွားတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းမှုပြောချင်ပါတယ်။တရုတ်ရဲ့နံပါတ်1စစ်ဗိုလ်ချုပ်ကြီးဟာလူမြင်ကွင်းကနေပျောက်ကွယ်နေတယ်လို့သိရပါတယ်။တရုတ်နိုင်ငံထိတ်တန်းစစ်ကောင်းဆောင်တွေဘေကျင်းမြို့ပြင်မှာရိုးရာသစ်ပင်စိုက်ပျိုးပွဲပြုလုပ်တဲ့အကြောင်းကိုနိုင်ငံပိုင်ရုပ်သံလိုင်းကလှုပ်ထုတ်ခဲ့ရမှာအဲ့ဒီပွဲမှာတရုတ်စစ်တပ်ရဲ့ဒုတိယအဆင့်မြင့်ဆုံးအရာရှိဟိုဒုတိယဗိုလ်ချုပ်မူကြီးဟဲဝေတော်မပါတယ်လို့သတင်းမှလည်းသူ့အကြောင်းမဖော်ပြပါဘူး။သစ်ပင်စိုက်ပွဲတော်မှာဗိုလ်စစ်ကော်မရှင်အုပ်ထာ CMC မှာဒုတိယရာထူးကြီးဆုံး ဗိုလ်ချုပ်ကြီးဟဲဝေဒံမှာပါတဲ့အတွက်ခေါင်းဆောင်ရှိရဲ့စစ်ဘက်ထိပ်တန်းရာရှိတဲ့တုတ်တင်ရှင်လင်းခြင်းမှာသူဟာယာရုကြီးပိုင်းတဲ့ကနောက်ဆုံးတောက်ကောင်ဖြစ်သွားနိုင်တယ်ဆိုတဲ့ထင်မြင်ယူဆမှုတွေရှိနေပါတယ်။ရှီချင်းဖြင့်နဲ့နံပါတ်1နေရာရှိဗိုလ်ချုပ်ကြီးဟဲဝေဒံတို့ဟာဆယ်စုနှစ်များစွာလုံကဖူးကျက်ပြည်နယ်မှာအတူတာဝန်ထမ်းဆောင်ပူပြီးကာလာရှည်ဆက်ဆံရေးရင်းနှီးခဲ့ပါတယ်။ပြီးခဲ့တဲ့လကတရုတ်ရဲ့နှစ်ပတ်လည်နိုင်ငံရေးတွေ့ဆုံပွဲတွေပြီးမှတရုတ်တိုက်ခိုက်ဖွဲ့တွေကြား ဟဲဝေတောင်နဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆင်မှုကောလာဟလာတွေလူသိရှင်ကြားထွက်လာပါတယ်။ဆလေးချိန်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူကွန်ဂရက်တတိယအကြိမ်စီဝေးပိတ်ပွဲပြီးကြတဲ့ကဘိုးချုပ်ကြီးဟဲဝေတောင်ကိုလူမျိုးကွင်းမှာမတွေ့ရတာသုံးပတ်ရှိပြီဖြစ်ပါတယ်။ဘိုးစစ်ကော်မရှင်ခေါင်းဆောင်တွေဟာမြို့တော်တပ်ပင်ဆိုင်ပွဲမှာပါဝင်ဆင်နွှဲခဲ့တယ်လို့စင်ဟွာသတင်းဌာနကဖော်ပြပေမဲ့ဘိုးချုပ်ကြီးဟဲဝေတောင်လို့ပုဂ္ဂိုလ်အကြောင်းကိုမပြောတာကလည်းအံ့အားသင့်စရာပါ။ အဲ့ဒီခန္ဓာကိုဒီတရုတ်စစ်ကော်မရှင်စီနီယာဒုဂရဗိုလ်ချုပ်ကြီးကျဲရွှေရှာနဲ့ကော်မရှင်အဖွဲ့ဝင်တခြားဗိုလ်ချုပ်ကြီးနှစ်ဦးတို့ပဲတက်ရောက်ပါတယ်ခန္ဓာတတခြားစစ်ကော်မရှင်အဖွဲ့ဝင်တွေကတော့ရေတပ်ဗိုလ်ချုပ်ကြီးမြောင်းဟွာဖြစ်ပြီးစီကံဖောက်ဖျက်မှုတွေအစုံစမ်းစစ်ဆေးခံရကယာရူးဆိုင်ငယ်ခံရပါတယ်ဟဲဝေတောင်ပြောက်တာတော်ပြောစရာဖြစ်တယ်ဘသူမှတော့အတက်မပြောနိုင်ဘူး တခြားစဉ်းစားစရာကသူဟာပြီးခဲ့တဲ့တရင်နှစ်ပတ်လုံးထိုင်ဝမ်တဝိုက်စီးရေးလေ့ကျင့်မှုပြင်ဆင်မှုတွေမှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်။လူမျိုးကမကာလာရှေပျောက်ဆုံးတိုင်းတရုတ်ရာရှိတွေဟာပြဿနာဖြစ်ခြင်းတော့မဟုတ်ပါဘူး။သူတို့ဟာလုံဖို့ကံပတ်တွေစစ်ဆေးခံရမှုမှာလဲစင့်ခေါ်မင်းမြန်ခံရတတ်ပါတယ်။ရှိချင်းဖြင့်အာဏာရလာပြီးတော့ပြန်ပတ်ဖွဲ့များမှဩဇာရှိဗိုလ်ချုပ်ကြီးတွေကိုဖယ်ရှားပြီးမဟာမိတ်တွေနဲ့တစ္ဆာခံတဲ့အစားထိုးခြင်းဖြင့်ကမ္ဘာအကြီးဆုံးစစ်တပ်ကိုထိန်းချုပ်ထားပါတယ်။2023လွေရာသီကလေးက ဒီစစ်ကော်မရှင်ဖွဲ့ဝင်ဖြစ်ရှီကျင်းဖြင့်ယာတုတိုးမြှင့်ပေးခဲ့တဲ့ကာကွယ်ရေးဝန်ကြီးနှုတ်ဦးပါဝင်နိုင်ငံနျူကလ িয়ার တပ်ဖွဲ့နဲ့စစ်ပစ္စည်းဝယ်ယူရေးဖွဲ့ဝင်များအားတုတ်တင်ရှင်းလင်းမှုမှာတရုတ်စစ်ဘက်မှဗိုလ်ချုပ်ပေါင်းတထာစင်ကျော်ပါသွားပါတယ်စစ်ဘက်ထိတ်တန်းရာရှိတွေတွင်လက်ရှိမငြိမ်သက်မှုကြောင့်ကျင့်ပြတ်ခြားဆောင်မှုရပ်တန့်ဖို့ပထဝီနိုင်ငံရေးတင်းမာမှုမြင့်တက်ချိန်တိုက်ပွဲဝင်ရေးအတွက်အသင့်ဖြစ်စေဖို့လုပ်မဲ့ရှီကျင့်ဖြင့်ဆွမ်းဆောင်ရေးဟာတန်တရားဖြစ်ပေါ်ရပါ ရှင်ကျင့်ပညာသူ့ရဲ့အရာရှိဖွဲ့ပေါ်ယုံကြည်မှုကင်းမဲ့နေတယ်ဆိုတာလည်းပြသနေပါတယ်။သူတို့ယာရူးကလည်းမကြခဏဖယ်ရှားတာဟာရှင်ကျင့်ပညာဘသူ့ကိုမှမယုံဘူးဆိုတာပြသနေတာလို့ဆိုပါတယ်။ဟဲဝေတောင်ဟာ2013ခုနှစ်ကကျန်းစုစစ်ဒေသကိုကဲရီမှုဖြစ်ယာရူးတိုးမြင့်ခံရပြီးတနည်းမပြည့်မီရှန်ဟိုင်းမြို့ဆောင်တပ်ကိုကဲရီမှုဗိုလ်ချုပ်ဖြစ်လာပါတယ်။အဲနောက်သူဟာ2016မှာတရုတ်နဲ့အိန္ဒိယနယ်စပ်ကို ကြီးကျက်တဲ့အနောက်ပိုင်းကုကရေးဌာနမြေပြင်တပ်ဖွဲ့ကိုကုကဲဖို့ယာရုတိုခံရပါတယ်2019မှာဗိုလ်ချုပ်ကြီးဖြစ်ယာရုတိုခံရပါတယ်ဟဲဝေတော်မရှင်ချင်းဖြင့်ယုံကြည်အားထားမှုကို2022ပါတီကွန်ဂရက်မှာတွေ့ခဲ့ရပါတယ်အဲ့ဒီချိန်ကဟဲဝေတောင်ဟာ CMC ဒီဩဂရဖြစ်လာပြီးအနာရကွန်မြူနတီပါတီဘိုးကော်မတီမှာတာဝန်မထမ်းဆောင်မှုတဲ့အရာရှိသူအနေနဲ့မကြုံစဘူးယာရုခုန်တက်သွားတာပါခေါင်းဆောင်ပိုင်းပြောင်းလဲလို့မှုတင်ရှင်ချင်းမြင့်ဟာ စစ်ကော်မရှင်ဘက်မှတက်ဆာကန်6ဦးခန့်ပါလေစုံစစ်စစ်ခန့်နေရာကြောင်းတည်ပြနိုင်ရင်တော့ဟဲဝေတောင်ဟာစစ်ဘက်ရဖွဲ့တော်ဥက္ကရာနဲ့လက်ရှိ CMC တတရရာဒူးနေရာကနေနှုတ်ထွက်ရမှာဖြစ်ပါလေလက်ရှိမှာတော့ဒီပိုတိုကြီးဘာကြောင့်ပျောက်ဆုံးနေလဲဆိုတာစိတ်ဝင်စားဖို့ရပါလို့နိုင်ငံတကာလေးလာသူတွေကပြောပါတယ်နောက်ထပ်တင်းနေတဲ့ဘုတ်ပြောချင်ပါတယ်ရန်သူရဲ့စိတ်ဓာတ်စစ်စင်ရင်းနဲ့စစ်ရေးအရေးယူမှုတွေကိုတုံ့ပြန်ဖို့မိမိတို့အသိရှိတယ်လို့အီရန်ကပြောပါတယ် အီရန်နေနဲ့စစ်ပွဲစတယ်မို့ဘဲဒုံကမှဖန်တီးခဲ့ခြင်းမရှိပေမဲ့ကျူးကျော်တိုက်ခိုက်မဲ့ရန်သူမှန်သမျှကိုတော့ရင်ဆိုင်ချိန်မုံဖို့အသင့်ရှိတယ်လို့အီရန်တော်လှန်ရေးစောင့်တက်အစိုးရစီချုပ်ဘိုဂျိုဂျီခိုဆင်စလာမီကပြောပါလေရန်သူတွေဟာအီရန်ပေါ်စိတ်ပန်းဆိုင်ရာစစ်စင်ရေးတွေနဲ့လက်တွေ့စစ်ရေးအရရေးယူဖို့တွေပြောဆိုနေတာတွေ့ရပါတယ်အီရန်အနေနဲ့ဒါတွေကိုကြောက်မှာမဟုတ်ပါဘူးဘလို့စစ်ရေးချင်းချောက်မှုကိုမဆို့ နောက်ဆုတ်သွားဖို့မဟုတ်ပဲအပြင်းထန်တုံ့ပြန်ဖို့တင့်ရှိတယ်လို့ဗိုလ်ချုပ်ကြီးဟူစိန်ဆလာမင်ကပြောပါတယ်။အီရန်စစ်တပ်ရဲ့ဟန်တောင်းမှုစွန့်ရည်တွေကိုရန်သူတွေကမှားယွင်းစွာသုံးသပ်ပြီးထိတ်တန့်ရင်ဆိုင်ဖို့ကြိုးစားလာနေတာပါ။အီရန်ကဂယူဆိုင်မှာမဟုတ်ပါဘူး။အမေရိကန်စီကကိုညီရနေတဲ့ရန်သူအစ္စရေးပေါ်ဘလို့ကြော်လွားတိုက်ခိုက်ရမလဲဆိုတာအီရန်နေနဲ့လေ့လာထားပြီးပါပြီ။ကြော်လွားတိုက်ခိုက်နိုင်မယ့်လက်နက်ကိရိယာတွေတောင်တီထွင်ထုတ်လုပ်ပြီးဖြစ်တယ်လို့ဗိုလ်ချုပ်ကြီးဟူစိန်ဆလာမီကပြောသွားပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ မရိကန်ရဲ့ F16 ကြက်တိုက်လေယာဉ်တွေရောင်းချဖို့ဒီဗျူချက်ကိုဖိလစ်ပိုင်ကကြိုးဆိုလိုက်ပါတယ်။ F16 ကြက်တိုက်လေယာဉ်တွေရောင်းချဖို့အမေရိကန်ဒီဗျူချက်ကိုဖိလစ်ပိုင်တောင်ဝန်ရှိသူတွေကကြိုးဆိုကြောင်းပြောပါတယ်။တရုတ်ကတောင်တရုတ်ပြည်လမ်းမှာရေကြောင်းလှုပ်ရှားမှုတွေပုံမှန်လှုပ်လာစေဖိလစ်ပိုင်တောင်ဝန်ရှိသူတွေဟာအမေရိကန်ရဲ့ F16 ကြက်တိုက်လေယာဉ်တွေကိုလိုအပ်နေတာပဲဖြစ်ပါတယ်။ဒေါ်လာ9.58ဘီလီယံတန်ကျရှိတဲ့ F16 ကြက်တိုက်လေယာဉ်အစင်း20နဲ့တို့တခြားစစ်နက်တွေရောင်းချဖို့ ဖိလစ်ပိုင်နိုင်ငံရဲ့တောင်းဆိုချက်ကိုလက်ခံခဲ့တာလို့ American ဆိုရကကြေညာပါတယ်။ American ရဲ့အစစ်မြစ်ဂျက်တိုက်လေရောင်းချမှုကြောင့်ဖိလစ်ပိုင်ကာကွယ်ရေးအတွက်ဘယ်တိုင်းပြည်ကမှမရည်ရွယ်ဘူးလို့ဖိလစ်ပိုင်တာဝန်ရှိသူတွေကပြောပါတယ်။ American နဲ့ Flapper ကြဒီလိုစစ်လက်နဲ့ရောင်းချရေးသဘောတူညီချက်ဟာဒေတာတွေလုံခြုံရေးကိုထိခိုက်စေတယ်လို့တရုတ်ကတော့ပြောပါတယ်။ Flapper နဲ့တခြားတိုင်းပြည်တွေကြားကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဟာတတိယတိုင်းပြည်တစ်ခုကိုမရည်ရွယ်တဲ့လို့ ဒေတာရင်းငင်းကြိမ်းနဲ့လုံခြုံရေးကိုမချင်းချောက်တင်ပါဘူးတင်းမောက်မှုတွေအရှိန်မမြင့်တင်ဘူးလို့တရုတ်နိုင်ငံကျောင်းဝန်ကြီးဌာနကပြောပါတယ်အမေရိကန်ကာဝေးဝန်ကြီးပီတာဟာဆတ်ကတော့မနီလာကိုတွားရောက်ခဲ့ပြီးအမေရိကန်ကဖိလစ်ပိုင်ကို F-16 ကြိတိုက်လေယာဉ်တွေရောင်းချဖို့တရားဝင်တည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပေါက်ပြောချင်ပါတယ်။ထိုင်းနိုင်ငံမှာအထက်မြင့်အဆောက်အုံ3385လုံးကိုစစ်ဆေးပြီး34လုံးကမနေထိုင်သင့်တော့ဘူးလို့အဖြေထွက်လာပါတယ်။ အင်းဒီမြန်မာနိုင်ငံမှာအင်အား9တမ9ရစ်စတာစကေရှိတဲ့ငလင်ကြီးလောက်ခတ်သွားတဲ့ကြောင့်ငလင်ကြီးရှင်ကိုထိုင်းနိုင်ငံကပါခန်းစားခဲ့ရပြီးထိုင်းနိုင်ငံမှာအထက်30ကျော်အဆောင်အုံကြီးပြိုကျခဲ့ပါတယ်။ထိုင်းဆိုရဟာဘန်ကောက်မှာ ရှိတဲ့ထမင်းအဆောင်အုံပေါင်း3300ကျော်ကိုစစ်ဆေးပြီး34လုံးဟာလူများစနေဖို့မတင်တော့ဘူးလို့အဖြစ်ချင်းထုတ်လိုက်ပါတယ်။ ငလင်ပြီးနောက်ဆက်တွဲငလင်ငယ်တွေရှိရာအကွဲထက်မြအဆောင်တွေမှာဆက်လက်နေထိုင်မှုဆွေးမှုမြင့်တက်နေပြီးအကွဲတန်ကြားတဲ့လှုပ်ခတ်သွားတယ်ဆိုတဲ့အထင်တွေကြောင့်ဘန်ကောက်ရှိပြည်သူများစွာလမ်းပေါ်ပြေးထွက်ခဲ့ရပါလိမ့်။ထိုင်ဝမ်ကြီးချုပ်ပေဒိုနယ်ရှင်နာဝတ်ကသက်ဆိုင်ရာတာဝန်ရှိဝန်ကြီးဌာနရဲ့သတိပေးချက်မထုတ်ပြန်ရင်စိုးရိမ်တကြီးမဖြစ်ကြဘူးမှာကြားခဲ့ပြီးအများဆုံးဘန်ကောက်မှာရှိတဲ့ထက်မြအဆောင်ပါဝင်တိုက်3385လုံးကိုဆစ်စေပါလိမ့်။ စစ်ဆေးပြီး34လုံးဟာလူနေထိုင်မှုမသိမ်းတော့တဲ့အဆင့်ရှိပြီး211လုံးဟာပျက်စီးမှုရှိခဲ့ပေမဲ့လူနေထိုင်နိုင်တဲ့အဆင့်ရှိသေးတယ်လို့ထုတ်ပြန်ပါတယ်။ဒီထုတ်ပြန်ချက်ကိုထိုင်းပြည်သူတွေကဘဝမကြပဲနှစ်ရက်လောက်စစ်ဆေးချိန်ရယူမှုအနေထားမှာအဆင့်မြင့်တိုက်300ကျော်ကိုဘယ်ပညာရှင်ကဘလို့ချင်းတွက်စစ်ဆေးသွားတယ်လဲလို့မိကုန်းတွေထုံနေပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။တရုတ်ကိုစန့်ခြင်းမို့ထိုင်ဝမ်ကအော်စတြေးလျကိုတိုက်တွန်းနေပါတယ်။ တရုတ်ကိုစနေမောအอสတြေးလျဆိုင်ရာထိုင်ဝမ်တန်တမန်ဒေါက်ဂလက်ဆူကအอสတြေးလျနိုင်ငံကိုတိုက်တွန်းခဲ့တယ်လို့နီကီအေရှာကဖော်ပြပါတယ်။ဖေဖော်ဝါရီလတွင်ကအอสတြေးလျနိုင်ငံရှေ့ပိုင်းကန်ဝန်းနဲ့အနီးကြီးစစ်တွေနဲ့စီးရေးလေ့ကျင့်တဲ့တရုတ်သင်္ဘောတုံစင်မြင်တွေ့ခဲ့ရပြီးထိုင်ဝမ်နီတရုတ်ရဲ့စီးရေးလေ့ကျင့်မှုကိုပြန်လည်သတိရစေခဲ့ကြောင်းဒေါက်ဂလက်ဆူကပြောပါတယ်။အဲ့ဒီဖြစ်စဉ်ကမကြာသေးမီနှစ်တွေတုန်းကထိုင်ဝမ်ရေလက်ကြားမှာဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေကိုသတိရစေပါတယ်။ ဒီလိုစည်ရဲလေးချင်းမှုကျွန်တော်တို့ကအမြဲတမ်းမြင်တွေ့ခဲ့ရတာပါဆိုပါလေထိုင်ဝမ်တရမန်ရေးရကိုစလဲတွေဟာတရုတ်ရဲ့တင်းမာတဲ့လုပ်ရက်ကိုတွန်းလှန်မှုအော်စတြေးလျကိုမကြာခဏတောင်းဆိုပါလေတရုတ်နဲ့တရမန်ဆက်ဆံရေးထူထောင်ထားတဲ့ပစိဖိတ်ကျွန်းနိုင်ငံဟာတရုတ်ကိုစိုးရိမ်ထိတ်လန့်နေကြတဲ့အတွက်ထိုင်ဝမ်နဲ့ထိတွေ့ဆက်ဆံမှုတွန်းဆုတ်နေကြတယ်လို့ဒေါဂလတ်စုကပြောပါတယ်ဒေသတွင်းတရုတ်ရဲ့သတင်းမှားဖြန့်ဝေမှု အနိုင်ကျင့်မှုကိုတံပြန်ဖို့ထိုင်ဝမ်နဲ့ဩစတြေးလျကြားပူးပေါင်းဆောင်ရွက်တဲ့အားထုတ်ကြိုးပမ်းမှုလိုအပ်တယ်လို့ဒေါက်ဂလတ်ဆူကပြောပါတယ်။ပြီးခဲ့တဲ့နှစ်မေလကလည်းထိုင်ဝမ်နိုင်ငံဂျာယီဝန်ကြီးဟောင်ဂျိုးဆပ်ဘူးကတရုတ်ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်တဲ့လေးလာသုံးသပ်ချက်ကိုမျှဝေရမှာအစဉ်ပြေချုံးမှုစီဖို့ထိုင်ဝမ်ကိုစစ်တမ်းမှုဆေလွတ်ပေးဖို့ဩစတြေးလျကိုတိုက်တွန်းပါတယ်။အမေရိကန်၊ဂျပန်နဲ့စင်ကာပူကဲ့သို့နိုင်ငံချို့ဟာထိုင်ဝမ်ထောင်လိုင်းရေးဖွဲ့တွေနဲ့ဆက်သွယ်မှုကိုထိန်းသိမ်းထားဖို့စစ်တမ်းမှုတွေထားရှိကြောင်းသူက ပြောပါတယ်။ ကြောကြကြက်ရအင်ဒိုပစိဖိတ်ဒေသမှာမြင့်တက်လာတဲ့တရုတ်ဩဇာလွှမ်းမိုးမှုကိုအင်အားချေခွေရာထိန်းညှိဖို့ဒီမိုကရေစီမဟာမိတ်တွေနဲ့ထိတွေ့ဆက်ဆံမှုတိုးမြှင့်တဲ့ထိုင်ဝမ်ရဲ့မဟာဗျူဟာကိုမိမောင်းထိုးဖော်ပြနေတာလို့ကြွမ်းကျင်သူတွေကသုံးသပ်ပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။ Apple ရဲ့ CEO Tim Cook ကတော့တရုတ်ခီးစင်မှာ DeepSeek ကိုချီကျူးခဲ့ပါတယ်။ Tim Cook ဟာဇန်နဝါရီလ3လပတ်ကုမ္ပဏီဝင်ငွေရလက်ရှင်တဲ့ညညတုန်းကလည်း ဒီမစ်စ်ကိုရည်ရွယ်ပြီးအလုပ်ဖြစ်ပြီးထိရောက်တဲ့တီထွင်စမ်းသမှုကကောင်းတဲ့အရာလို့ပြောခဲ့ပါတယ်။အခုတရုတ်ပြည်ရောက်ချိန်မှာဒီမစ်စ်ယုံဆိုင်တဲ့ဟန်ဂျိုးထိသွားလဲပါတယ်။ဟန်ဂျိုးဆိုတာတရုတ်ရဲ့နီးပညာဆောင်လို့ပြောရမယ်မျိုးပါ။ကမ္ဘာကျော်အလီဘာဘာယုံဆိုင်တဲ့အဲ့ဒီမြို့မှာငကား6ကောင်လို့တင်စားထားတဲ့ထိပ်တဲနီးပညာကုမ္ပဏီ6ခုရှိတယ်ဗျ။အဲ့ဒီကုမ္ပဏီတွေက AI company DeepSeek, Manicotech, Cell company Unitree Robotics, Deep Robotics, Natural Link, အယုံကြောသိပ်ပံကုမ္ပဏီ brain ကိုနေဟူခုံကင်းကုမ္ပဏီ game sense လို့ဖြစ်ပါတယ်တင်ကုတ်ရဲ့ဟန်ဂျိုးခီးစင်မှာဒီကုမ္ပဏီနေနဲ့တွေ့မတွေ့တော့မသိရပါဘူးဟန်ဂျိုးကိုရောက်တော့တင်ကုတ်ကရှီချိုင်း University ကကျောင်းသားတွေနဲ့တွေ့ခဲ့တယ်လို့ကျောင်းကလည်းယွမ်တန်း30လှူပါတယ်ဒီကြောင့်က Deep Sea Founder လှန်ဝါ Fan နဲ့ PDD Harder E-commerce လုပ်ငန်းစုတွေကောလိဟွမ်တို့တက်ခဲ့တဲ့ကြောင်းမှာ2025အတွက် Tim Cook ရဲ့ပထမဆုံးခီးစဉ်ဟာ Apple Intelligence ကတရုတ်မှာတုံ့ပြန်ရဖို့ကိစ္စဖြစ်ပြီး ရှန်ဟိုင်းမှာ developer conference ကျင်းပပေါ်ပါမယ်။အပယ်ရဲ့ရှန်ဟိုင်း developer conference မှာအပယ် intelligence ကြောင့်တရုတ် developer တွေကိုအသေးစိတ်ပြောဖို့ရှိပါတယ်။လောလောဆယ်တော့တရုတ်က iPhone တွေမှာ AI သုံးနိုင်ရေးအတွက် Apple နဲ့ Alibaba တို့ partner လုပ်ထားတယ်ဆိုပါတယ်။တရုတ်ဈေးကွက်ထဲဝင်တဲ့ iPhone တွေမှာ AI မပါတာနဲ့ပြည်တွင်း phone brand တွေရဲ့စိန်ခေါ်အားကောင်းမှုကြောင့် iPhone ရောင်းအားဟာကျဆင်းလာပါတယ်။2024စတုတ်ထ3လပတ်အတွက်တရုတ်ဈေးကွက်ထဲမှာ iPhone တွေမှုမှုဟာ အရင်နှစ်ခါတဲ့25%အထိကျဆင်းသွားပြီးတစ်နှစ်လုံးရောအောင်ဆိုရင်1900ရာခိုင်နှုန်းအထိကျဆင်းမယ်လို့ခန့်မှန်းထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။တရုတ်ကနှစ်ပေါင်း100အာမဖြစ်ပဲတုံးနိုင်တယ်နျူကလ িয়ার ဘက်ထရီကိုတီထွင်နေတယ်ဆိုပါတယ်တရုတ်နိုင်ငံကန်ဆူမာ Northwest Normal Company တက္ကသိုလ်မှာသုတေသနပညာရှင်တွေဟာနှစ်ပေါင်း100တုံးနိုင်တယ်ပထမဆုံးနျူကလ িয়ার ဘက်ထရီကိုတီထွင်လိုက်ပါတယ် Radio Active Carbon တုံးပြီးအဲ့ဒီဘက်ထရီကိုတီထွင်ထားတာပါ ဒီဘက်ထရီကိုပေးလဲရေအောင်နဲ့အဂတစူဇန်လေးလာရီလိုဝင်းလန်ခေါင်ဖြားတဲ့နေသားတွေပါတော့ဖို့ရည်ရွယ်ပါတယ်။ရာသီဥတုပြောလဲမှုကြောင့်ကဘာကြီးဟာတန်ရှင်နဲ့စွန့်ရင်ရင်းမြစ်ကိုရှာဖွေလာပါတယ်။သိပ္ပံပညာရှင်တွေကကဘာကြီးကိုမပူနွေးစေပဲလိုအပ်တဲ့စွန့်ရင်ရနိုင်မယ့်နီလန်းကိုတီထွင်နေပါတယ်။လေတဲ့နေအောင်ကြီးစွန့်ရင်ဟာတော့ဝင်ပေမဲ့အချိန်ပြည့်မရသလိုပြမအရင်းမြစ်တစ်ခုကိုမှီခွန်နေရပါတယ်။ဒါအပြင်ဝေးလန်ခေါင်ဖြားတဲ့နေရာမှာတုံးလို့မရပါဘူး။ နျူကလ িয়ার ဘက်ထရီကတော့လျှက်စစ်တာအထုတ်ဖို့ isotope တွေရဲ့ radio တတိကြွတဲ့စွန့်ရည်သုံးထားပါတယ်။ radio တတိကြွတဲ့ directory ရဲ့တက်တန်တဝက်ဟာနှစ်ယောက်ပေါင်းများစွာကြာမြင့်ပါတယ်။အဲ့ဒီအတွက်နျူကလ িয়ার ဘက်ထရီဟာနှစ်ပေါင်းများစွာကြာတဲ့အထိလိုအပ်တဲ့စွန့်ရည်ကိုပံ့ပိုးပေးနိုင်တယ်လို့သိရပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။မြစ်ထဲမှာ၅နှစ်ကြာမြုပ်ခဲ့တဲ့အိုင်ဘတ်ကြောင့်တရားခဏလေးဖော်ထုတ်နိုင်ခဲ့တဲ့သိရပါတယ်။ လန်နယ်ရဲ့နှစ်ပေါက်အောင်ခေါင်းချောက်ခဲ့တဲ့အမှုတစ်ခုဟာအိုင်ဘတ်တစ်ခုကြောင့်ဖြေရှင်းနိုင်ခဲ့ပါတယ်အမှုက2006မှာဖြစ်ပွားခဲ့တာပါလွန်ခဲ့တဲ့26နှစ်လောက်ကပြောရပါမယ်အင်္ဂလန်သမိုင်းရဲ့အကြီးဆုံးဗန်ဒမြားမှုကျူးလွန်ခဲ့သူတွေကတူဖြစ်တဲ့ပေါ်အလန်ကိုတတ်ဖို့ကြိုးစားမှုနဲ့ဆက်ဆက်ပါတယ်ပေါ်လန်ပါဝင်၈ဦးဟာအင်္ဂလန်ဘန်ငွေတိုက်ကိုဓမြတိုက်ပြီးပေါင်း53သန်းခိုးသွားပါတယ်။ဘန်ဓမြတွေရဲ့ခရက်ကားနဲ့မဆန့်လို့သာနောက်ထပ်ပေါင်း154သန်းဘန်မှာကျန်ခဲ့တာပါ ဒီအမှုကြောင့်ပါဝါလန်ကို1018နှစ်ချခဲ့ပါတယ်။ထောင်ထဲ9နှစ်ကျော်လောက်ပဲနေခဲ့ရပြီး2016မှာလွတ်လာပါတယ်။ထောင်အားလွတ်ပြီး3နှစ်ကြာအိမ်ထဲမှာပါဝါလန်ရှင်နေတော့လူ3ယောက်ကသူ့ကိုတနက်နဲ့6ချက်ပြစ်သွားပါတယ်။ဘန်ဖောက်တုံကကြံရပါတွေကိုလက်စားဖြောက်ဖို့လိုယူဆပါတယ်။ပါဝါလန်ဟာအဲ့ဒီလောက်ချက်ခံမှုမှမသေးပေမဲ့အာယုံကြောမာကြီးထိပြီးအောက်ပိုင်းသေသွားပါတယ်။ဒီအမှုကျွလုံးတွေကိုဖမ်းမိတဲ့အခါအမှုနဲ့မသက်ဆိုင်တဲ့တပြားမှုတွေပါရဲတဲ့ဘက်ကဖော်ထုတ်မိပါတယ်။တမှုကပြတိုက်ဖောက်ပြီး ပေါင်2.8တန်းနဲ့14ရာစုတရုတ်နိုင်ငံချင်းမင်းဆက်ခေကရှောင်းပစ္စည်းခိုးတယ်မှုခိုးရပါပစ္စည်းတွေကို public auction တစ်ခုမှာ မစင်းမစားမစင်ချင်းလေးလံတရောင်းဖို့လောက်ရကလည်းလေးလံရုံးကရဲတပ်ဖွဲ့ကိုအကြောင်းကြားလို့ဖမ်းမိသွားတာပါတရားခဏကို DNA စစ်ကြည့်ချိန်မှာလုံခဲ့တဲ့9နှစ်ကပေါ်လန်ကိုလောက်ချန်ချင်းကရခဲ့တဲ့ DNA နဲ့တူနေရကလည်းအမှုကွင်းဆက်ပေါ်လာပါတယ်အမှုကိုစီးရင်တယောက်ကကားကိုသိမ်းမိပြီးမှရထားခဲ့တယ်ဆိုတဲ့စစ်ချက်အရ မြစ်ထဲကိုတခုခုပြစ်ခဲ့မယ်ဆိုပြီးလက်နက်တွေရှာဖို့ရဲကတထုရှာဆက်လက်ဆင်းရှာပါတယ်။တနက်တွေ့ရမဲ့စာရှင်တွေမြို့တဲ့ iPad တလုံးတွေ့ခဲ့ပြီးအဲ့ဒီ iPad တွေက Vodafone စင်ကတ်ကိုတွေ့ရပါတယ်။စင်ကတ်ကိုစစ်ဆေးရကလည်းတရားခံတူဖြစ်တဲ့ Daniel Calibine Development သိပါပါတယ်။ SIM ကတ်ကပေါ်လိုက်ရင်ကမှတထားတဲ့ GPS ချေအကန်စနစ်နဲ့ချိတ်ဆက်ထားပါတယ်။ SIM ကတ်ထဲက core data တွေက Kelly နဲ့အဟန်းညီကိုရာဇဝတ်ပေးပြမလို့အောင်ဖန်ချုပ်နိုင်ခဲ့ပြီး အပြစ်ရှိကြောင်းသတိပြနိုင်ပါတယ်တရားခဏ်တွေကိုလာမယ့်အပိလ25ရက်နေ့မှာအစီရင်ချက်ချမှာပါရုပ်ရှင်စတန်နဲ့ဒီမှုမှာအိုင်ဘတ်တလုံးကဒီကဆစ်ဆောင်ဖြစ်ခဲ့တယ်လို့ရေအောက်မှာဒီလောက်ကြာတဲ့အထိအချက်လက်တွေယူလို့ရနေသေးတာကလည်းအိုင်ဘတ်ရဲ့ထူးဆန်းမှုလို့ပြောလို့ရပါတယ်